ြရမလဲဒါတကယ်ကိုမမနဲ့ပထမအုပ်ဆုံးတွေ့ဆုံခြင်းမှာပဲတွေ့တဲ့ချိန်မှာဒီမချောရပါတော့အရန်အဲ့လိုအေးဆေးရယ်ပြီးတော့ကျင်နာတက်တယ်အဲ့လိုပြီးတော့ခိုင်းဖြစ်တယ်အမနာမနေအေးချမ်းနေဆိုတာကိုရေမုံခံစားရတယ်အားကြောင့်မလို့လဲအမကိုအနာမဆိုလို့ရှိရင်ရေမုံအလေးစားစားနဲ့ဆက်ဆက်နေပြီးတော့အဲ့လိုဘယ်လိုခေါမလဲစကားရိုက်တဲ့အခါမှာလဲပို့ပြီးတော့ပေါ့နော်အခိုင်နဲ့ကြိုးစားနေကြဆိုမဲ့ပို့ပြီးတော့အဲ့လိုမျိုးအမဆင်းမှာစိတ်နှောင့်ယှက်မဖြစ်အောင်ရေမုံပို့ပြီးတော့ကြိုးစားပြီးတော့အဲ့လို newbie လေးအနေနဲ့ကြိုးစားနေပါတယ် ရင်းနှီးခင်မင်တဲ့သူတွေလောက်ပဲတိမဲ့ခံစားချက်မျိုးပေါ့နော်။ရေမောကကြောက်ရလေဟိုအမနဲ့ဒီမှာစတွေ့ရဖြစ်တဲ့အတွက်အဲ့လိုဒီတင်းဒီနေရောရေမောမသိဘူး။ဒါမဲ့ရေမောမှာလည်းညီမလေးရှိရယ်ညီမလေးရှာဖြစ်တဲ့အတွက်ဟိုဘယ်လိုခေါ်မလဲ။ဒီပုံလေးတွေတက်လာပေါ့နော်။ဘာဖြစ်ဟိုသူတို့ရေအကုန်လုံးလည်းတင်ကြတော့အမရဲ့ချစ်ချင်းမေတ္တာကိုစားရေးဖွဲ့ပြီးတင်ကြတော့ကိုကလည်းအမအကြီးပဲ။ဟိုအိမ်မလည်းကိုအကြီးဆုံးဆိုတော့အဲ့လိုတွေးမိအောင်ပေါ့နော်။အော်ငါညီမလေးကလေးကြရင်ငါအဲ့လိုမျိုးငါထည့်ပြီးနိုင်မှာလား။အဲ့လိုမျိုးပေါ့။အဲ့လိုမျိုးဝင်ပြီးတော့ကိုချင်းစားမိအောင်ပေါ့နော်။ အော်သူမဆောင်ကမ်းလေမယူအောင်နော်ညီမလေးဒါသူမဆောင်မှအော်မဆောင်။အော်ညီမလေးလည်းမယူ၊သူလည်းမယူအောင်။အဲ့လိုပဲမယူအောင်နော်ဘသူမှအချစ်ကလေတခါတလေကြာရင်အော်အချစ်တွေပါချိုးတာရယ်ချိုးမြိန်နေဆိုပေမဲ့တခါတလေကြာရင်အဲ့1500ရာပူလောင်တက်တယ်ကိုညီမရောအဲ့လိုမျိုးမခံစားစေချင်ဘူးသိရမလား။ချိန်တန်လဲသွားသူခံစားရင်ခံစားမှာဒါပေမဲ့ကျမ ရှေ့ကနေမမမမရက်တူပြောလေခန္ဓာမှဆိုတော့အာဒီနေ့ကတော့ယမွန်တို့ The Ace Beauty Lounge ကြီးပေါ့နော်အာဒါ commercial အတွက်ယမွန်တို့အားလုံးရောက်ရှိနေကြတာဖြစ်ပါတယ်ဟုတ်ဒါကတော့ဒီနေ့ရဲ့ concept ကိုကပေါ့နော်ဒါ different age but same confidence အဲ့လို concept မျိုးလေးနဲ့သွားတာမဟုတ်လို့ယုံမလို့အားလုံးအဲညီမတွေပြီးတော့အချစ်ချစ်ခင်ခင်နဲ့ယုံမလို့ shooting လေးကိုရိုက်ကူးခဲ့တာပဲဖြစ်ပါတယ်အရန်ပြောဖို့ကောင်းပါတယ် ဟိုပျော်တာဗောဒါဘယ်လိုပြပြရမလဲညီမကအရန်ပျော်နေရလေအဲ့တော့ဒီနေ့မနေ့ကိုတော့မှတကယ်တကယ်ကောတိုင်းကအဲဟိုဟာခုနှစ်နာရီခွဲမှဟို6နာရီလောက်ကလေးကနိုးနေပြီ9ခွဲကလေးကဒီနေ့ကစူးစမ်းရမယ်ဘာလို့ဆိုကို့အမနေနေဆိုတာလေအဲ့လိုမျိုးကို့မိုက်ဆိုတာညီမချစ်တယ်မားတယ်လူမျိုးကျဲ။ကျိုးစားမှာပေါ့လူငယ်လေးတက်ကြွရမယ်။ အဲမီချိုနဲ့ကတမီနဲ့ကပေါ့နော်ဒီကြိုင်လွင့်မြတာမှာအဲဘယ်လိုခုမလဲမြေးပေါ့နော်မြေးအနေနဲ့ဆုံးခဲ့ဖူးပါတယ်အဲ့ဒီအတွက်ကြောင့်မို့လို့အခုပြန်ဆုံးရချင်မှာအယံဝမ်းတာပါတယ်ပြီးတော့ဒီစစ်နဲ့လည်းပြန်မဆုံးမှုတဲ့အခုဒီမှာလည်းအားလုံးလှနေကြပါပေါ့နော်ဒီမှာဒီနေ့အမတွေအကုန်လုံးအယံအောင်လှပါတယ်အဲ့လိုမျိုးပြောချင်ပါတယ် ဟုတ်ကဲ့ရမုံဟိုတလောကတော့ကိုရှင်ဝင်လာနဲ့အတူတူရမုံဗီဒီယိုကားလေးရိုက်ထားရရှိပါတယ်ပြီးတော့ခုလက်တလောဆိုတော့ရမုံမြတ်တာလေးနဲ့သင်းစေတာပေါ့နော်ဒါ MRTV 4နဲ့ Hey Play နဲ့ပေါင်းဆက်ပြီးတော့ထုတ်လုပ်ထားတဲ့ဇလန်တွဲလေးမှာရမုံကအဲပန်းအင်ဖြူနေနဲ့ပါဝင်ပြီးတော့ရိုက်ကွနေပါတယ်ရှင်ဟုတ်ပါဖြစ်အဲ့လိုရလာခွင့်ယူတော့ဒီဆိုင်မက်စူးစမ်းရပါတယ်ရှင် လုတ်ချင်ပြီမဲ့မလို့ရသေးတဲ့ character ဆိုတာမျိုးကတော့ရမောကတော့တွေးကြည့်လို့မရဘူးပေါ့နော်ဘာလို့ဆိုတော့လူတစ်ယောက်နဲ့တစ်ယောက်လည်းမတူဘူးပြီးတော့အဲ့လိုအခုဆိုမားနဲ့ညီမတော်မှာ character မတူဘူးလူမတူတာဖြစ်တဲ့အတွက် character တွေကအများကြီးရှိတယ်ဒါပေမဲ့ဘလို့ character မျိုးရမောလက်ထဲကိုရောက်လာမလဲဆိုတာကတော့ရမောကအမြဲတွေးပြီးတော့ကြိုတင်ပြင်ဆင်ဖို့ထူထောင်နေပါတယ်ရှင် ော်အဲ့လိုမျိုးတော့မရှိအောင်နေပါတယ်ဘာဖြစ်လို့လဲဆိုတော့လေအဲ့လိုပေးလာတဲ့ character ကိုတော့ရအောင်အဲ့လိုဘယ်လိုခေါ်မလဲလုတ်မယ်ဆိုတော့ပေါ့နော်ရေမုံကအဲ့လိုဘယ်လိုခေါ်မလဲရေမုံတို့ရောကနေဒီလိုတင်မိတာပေါ့အဲ့ဆိုတော့ရေမုံတို့တရုပ်ဆောင်နေရတရုပ်ဆောင်နေဖြစ်တဲ့အတွက် character တိုင်းကိုစီမျောနိုင်ရမယ် character တိုင်းကိုတင်ယူရမယ်အဲ့လိုမျိုးဖြစ်တဲ့အတွက်အာရေမုံတို့ကလည်းအဲ့အဲ့ mindset လေးရောရှိရပါတော့နော်ဘယ် character ပဲဖြစ်ဖြစ်ယုံကြည်မိတာပေးရဆိုလို့ရှိရင်အဲ့လို စိတ်ပါလက်ပါနဲ့လုပ်ဖို့ကတော့အသင့်ရှိပါတယ်ဘူးပြပြအောင်လဲဒါတကယ်ကိုမမနဲ့ပထမအုပ်ဆုံးတွေ့ဆုံခြင်းမှာပဲတွေ့တဲ့ချိန်မှာဒီမချောကပေါ့နော်အရန်အဲ့လိုအေးဆေးတယ်ပြီးတော့ကျင်နာတက်တယ်အဲ့လိုပြီးတော့ အခိုင်းဖြစ်တယ်အမနာမနဲ့အေးချမ်းနယ်ဆိုတာကိုရေမုံခံစားရတယ်အားကြောင့်မလို့လဲအမကိုအနာမဆိုလို့ရှိရင်ရေမုံအလေးစားစားနဲ့ဆက်ဆက်နဲ့ပြီးတော့အလိုဘလိုခေါမလဲစကားရိုက်တဲ့အခါမှာလဲပို့ပြီးတော့ပေါ့နော်အခိုင်းနဲ့ကြိုးစားနေကြဆိုမဲ့ပို့ပြီးတော့အဲ့လိုမျိုးအမစင်းမှာစိတ်နှောင့်ရှောက်မဖြစ်အောင်ရေမုံပို့ပြီးတော့ကြိုးစားပြီးတော့အဲ့လို new bee လေးနေနဲ့ကြိုးစားနေပါတယ်ဘယ်လိုပြောရမလဲအဲ့လိုအကုန်လုံးသဘောကျတယ်ဒါပေမဲ့အဲ့လိုလူတစ်ယောက်ကလေအဲ့လို aura ဆိုတာရှိရယ်လေလူတစ်ယောက်ကိုကြည့်လိုက်တဲ့အခါမှာဘေးနားနေပြီးတော့အဲ့လို အေးချမ်းတဲ့အမွေတအမကူရန်လည်းအေးချမ်းတယ်ပြီးတော့အဲ့လိုပူလောင်တာမျိုးမရှိဘူးအဲ့လိုမျိုးအဲ့ဒါကိုအရင်သဘောကျပါတယ်လှတာကတော့ဒါပြောစရာမလိုဘူးဆိုတော့ personality ကိုသိအောင်ပြောပြ အမမပြောပေးပါတယ်အခုဆိုရေမုံတို့ဒါမြစ်တာလေးညံရိုက်နေတဲ့အချိန်မှာဆိုရင်အဘလူခုံမလဲအဲရေမုံတို့ဆင်းနေမှာအင်ဂျီဝူစာလေးဒီဆင်းရတော့ဒီအင်ဂျီလေးနဲ့ဗာညာဒီဆင်းရဒီအင်ဂျီမာလေးရတော့ဒီဆင်းမှာဘလူလေးလို့အဲ့လိုမျိုးမမကတိတာလေးတင်ပေးရလေးရှိတယ်ပြီးတော့ပြောပြပေးရလေးရှိတယ်မမကိုအရန်ကျေးဇူးတင်ပါတယ်အဲ့တော့တပြည့်ပြတက်လာမင်းကောင်နဲ့တပြည့်ပြတက်လာဘလူဖီလင်းကအဲ့လိုဘလူပြောပြမယ်အရန်ကြိုက်တယ်ဆိုတာကနေပြီးတော့ထပ်ပြောလို့မရတော့ဘူးအဲ့လို အရန်ပျော်တယ်အမှန်တမ်းပြောရင်အမနဲ့အရန်ဟိုအကြာကြီးစုံချင်နေပြီအခုဆိုရေမုံတော့ရန်ဖန်ရန်ကပဲစုံသွားတည့်ရချာတည့်ရချာပဲစုံသွားသေးတယ်ဒါပေမဲ့ရေမုံကအဲ့လိုရက်ရှည်စုံချင်နေပြီစုံမယ်နော်ဩရင်းနှီးခင်မင်းတဲ့သူတွေလောက်ပဲတိမဲ့ခံစားချက်မျိုးပေါ့နော်ရေမုံကကြောက်ရလဲဟိုအမနဲ့ဒီမှာစတွေ့ရဖြစ်တဲ့အတွက်အဲ့လိုဒီတင်းဒီနေတော့ရေမုံမသိဘူးဒါပေမဲ့ရေမုံမှလည်းညီမလေးရှိရညီမလေးရှိရဖြစ်တဲ့အတွက်အော်ဘယ်လိုခေါမလဲဒီပုံလေးတွေတက်လာပေါ့နော်ဘာဖြစ်ဟိုသူလူကြီးအကုန်လုံးကလည်းတင်ကြတော့အမရဲ့ချစ်ချင်းမေတ္တာကိုစားရေးဖွဲ့ပြီးတင်ကြတော့ ကိုကလည်းအမအကြီးပဲဟိုအိမ်မကလည်းကိုအကြီးဆုံးဆိုတော့ဟိုလိုတွေးမိရပါတော့။အော်ငါဒီမှလေးကလေးကြရောငါအဲ့လိုမျိုးငါထည့်ပြီးနိုင်မှာလားအဲ့လိုမျိုးပေါ့အဲ့လိုမျိုးဝင်ပြီးကိုချင်းစာမိရောပေါ့နော်။ဟိုနားလေဆိုတာထက်ဘယ်လိုခေါမလဲဒါကတော့ဘယ်လိုခေါမလဲဟိုရင်းနှီးရည်တွေလောက်ပဲတိမဲ့ခန္ဓာချက်မျိုးဆိုတော့ရေမုံကတော့တေချာတော့မသိဘူးဒါပေမဲ့ရေမုံကြည့်ရတဲ့လောက်ကရေမုံလည်းအဲအဲ့စိတ်လေးဝင်သွားပါတယ်ငေါငါသာဆွေရောငါညီမလေးကိုဘယ်လိုလုပ်မလဲအဲ့လိုမျိုးပေါ့နော် အော်သူမဆောင်ခိုင်းလေမယူအောင်နော်ညီမလေးဒါသူမဆောင်မှာဟုတ်မဆောင်ဟောညီမလေးလည်းမယူသူလည်းမယူအောင်အဲ့လိုပဲမယူအောင်နော်ဘယ်သူမှဟမ်ဟမ်ဟိုအဲ့လိုညီမောကလေအမှန်တော့အဲ့လိုညီမလေးကိုလေညီမလေးကိုအဲ့လိုအရန်ချစ်တယ်ချစ်ပြီးတော့ညီမောကပဲချစ်တာမို့ညီမလေးကလည်းညီမုံချစ်တယ်ချစ်တော့အဲ့လိုပဲဟိုမှာကြည်နေအာမခေါ်ပါဘူးလေ အာသူကလည်းညီမလေးကိုရမ်းချစ်တယ်ညီမလေးကလည်းသူ့ကိုရမ်းချစ်တယ်ချစ်တော့အဲ့လိုဟုတ်မို့အချစ်ကလေတခါတလေကြရင်ဟောအချစ်တွေပါချိုးတာရယ်ချိုးမြိန်နေဆိုပေမဲ့တခါတလေကြရင်အဲ့1500ရာပူလောင်တက်တယ်ကိုညီမကအဲ့လိုမျိုးမခံစားစေချင်ဘူးသိရမလားချိန်တန်လဲသူကသူခံစားရင်ခံစားမှာဒါပေမဲ့ကျမရှေ့ကနေမမမမရက်တူပြောလေခံနာမှာဆိုတော့ အော်မဟုတ်ဘူးသူ့ကိုဒီတိုင်းမစွန့်စင်ချင်တာမယူရအောင်အဲ့လိုမျိုးနှစ်ယောက်လုံးအပြိုကြီးပဲလုပ်ပြီးတော့အဲ့လိုမျိုးပဲအဲ့လိုမျိုးပဲတွေးတာအောင်မပြုံးနေအော်လက်ခံပါပါသူကအမကိုမဟုတ်မဟုတ်သူကအမကိုရမ်းချစ်တော့သူကအဲ့လိုအမသဘောအဲ့လိုနော်အဲ့လိုနေဆောင်လေးကြည့်ရအောင်ဟုတ်တယ်ဟုတ်တယ်သူကအဲ့လိုပဲမမေးပြမလို့ဟုတ်တယ်ရေမုံတော့ညီမနှစ်ယောက်ပဲရှိရပါတက္ကသိုလ်ငါးနှစ်စီကွာပါတယ် တားထိတ်ခဲထိတ်ခဲလောက်တာထဲဘယ်လိုပြဒါဆိုကိုမှန်လိမ့်မယ်။ကိုကအကြီးဆိုတော့လေအကြီးကတမန်အဲ့လိုမျိုးခါလေးရောလည်းနက်နက်ခံရတာပေါ့နော်ခါလေးကျရေလေးခတ်ပေးပါအောင်ဆိုတာအမတွေရေလုတ်ပိုင်ခွင့်မီးလေးပိတ်ပေးပါအောင်လို့ရေလေးခတ်ပေးပါအောင်မမဟိုဟာလေးယူလာပေးပါအောင်လို့အဲ့လိုမျိုးပေါ့ဟုတ်ကဲ့ဆိုးတာဟုတ်ကဲ့ဆိုးတာမမကြီးဆိုးလေးလေဟောအရင်တော့တော့စက်မပါဘူးလားလို့ဘာလို့တော့ပြန်ပြောတယ်ခုနောက်ပိုင်းတော့မပြောတော့သူလိန်မာွားတော့ပြန်စဉ်းစားကြည့်လိုက်တော့ဟုတ်တယ် တော့အခုတော့တော်တော်လိမ်မာသွားတယ်။မမောကတော့ပညာရေးကိုပဲဦးစားပေးစေချင်တယ်။ဘာလို့လဲဆိုတော့လူတယောက်ကလေအဲ့လိုပညာကအရေးကြီးဆုံးပဲ။ ဒါရမုံကိုယ်တိုင်လည်းအဲ့လိုပဲတွေ့ရမုံလည်းဟိုဒါလို့ခေါမလဲနေပယ်တိုင်းမှာသူပညာနဲ့သူရှိရဲဆိုပေမဲ့ရမုံကအဲ့လိုအရင်ဦးဆုံးတော့ဒါစာပေဘုဟုတုတ္တပေါ့ပညာဆိုတဲ့အဲ့ဘုဟုတုတ္တမျိုးလူစီချင်တယ်ပြီးတော့အဲ့လိုဖန်ဝင်ချင်မှရှိရဲဘုဟုတုတ္တတွေပြီးတော့လူတွေထဲသွားပြီဆိုရင်ဘလို့ဆက်ဆံရမလဲသူကအရင်လူကြောက်တယ်အဲ့အဲ့တော့ရမုံကအဲ့ဒါကိုကွာလူပြပြမလဲအဲ့လိုပြောင်းစေချင်တယ်ပေါ့နော်လူတွေကနေဘယ်လိုဆက်ဆံရမလဲဘယ်လိုပြောဆိုရမလဲပြီးရင်တခါလေကြာရင်အဲ့လိုဘယ်လိုခေါ်မလဲဟို ့လိုကလာတွေဘာတွေပါလာမှာမျိုးပေါ့နော်အဲ့လိုမျိုးတွေလည်းမဖြစ်စေချင်ဘူးသူအားကြောင့်ဘုဖုတုတာများများရအောင်ပြီးတော့အဲ့လိုအဓိကတော့ပညာကိုပို့ပြီးတော့ရှာစေချင်တယ်ကျန်တာကတော့သူ့ရဲ့ business သူ့ရဲ့ personal ဆိုတော့ရေမောကလည်းလိုက်မစုတ်ဖတ်ဘူးဒီပြင်အသိပညာပိုင်းပဲသူ့ကိုအဲ့လိုတိုးတက်လာစေချင်တယ်။သူကတော့အဲ့လိုအမားလိုက်ပြရပဲ။နောက်မှအိမ်ရောက်မှတိုးတိုးလေးခိုးမေးအောင်မယ်ဒီမှာမဖြေသေးဘူး။ဟုတ်တယ်ဆင်တယ်လို့တော့ပြောကြတယ်။ ဟုတ်အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ The Ace ရဲ့ဒါ commercial မှာရမုံတို့မမလှလှတဲ့အားလုံးတူတူစုပြီးတော့ဒါရခုနေကြပဲဖြစ်ပါတယ်ပြည်သက်ကြီးလည်းအာပေါ့နော်ဒီ The Ace Beauty Lounge လေးကဒီ Red Tower မှာဖွင့်ထားပါတယ်လာပြီးတော့အားပေးကြပါအောင်လို့ပြောချင်ပါတယ်ဘာလို့ဆိုတော့အခုဆိုလို့ခေါမလဲကျွန်ညာလည်းထွက်တော့မှာဆိုတော့ကျွန်ညာထွက်လည်းအားပေးကြပါအောင်လို့ပြောချင်ပါတယ်ရှင့်